မင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့စနေတနင်္ဂနွေတနင်္လာသာသမိများအတွက်တပတ်တာကန်စတာဟော့စတယ်လေးတွေကိုပြောကြားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးမစခင်မှာဗီဒီယိုနဲ့လက္ခဏာအကြောင်းအရာများကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာကျေးဇူးပြု၍စစ်ပန်းဗီဒီယိုနဲ့လက္ခဏာကမ္မီယာဘူဇာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ စနေသားသမီးများရဲ့ဒီတပတ်တာကန်စတာဟော့စတန်အနေနဲ့ကတော့အလုဟောင်းနေရဟောင်းတွေနဲ့ပြန်လဲလဲပတ်နေရတာလေဖြစ်ပေါ်တတ်ပါတယ်ဒီအချိန်မှာကိုယ့်ရဲ့ကျန်းမာရေးအနည်းငယ်ချွတ်ချတာမျိုးတွေကြုံရတတ်တယ်ငွေကြေးလက်လာပါးတွေပေါ်များနေတတ်ပါတယ်ကိုလှုပ်ချင်တာလှုပ်တဲ့ကိစ္စတွေမှာသူတစ်ပါးကိုစိတ်နှောက်ရှက်ဖြစ်သွားစေတတ်တာမျိုးတွေအထူးသတိထားပါအဲ့ဒီတော့မိမိမိတ်ဆွေတွေကအထင်လွဲတာမျိုးတွေကြုံတွေ့ရတတ်ပါတယ် ဲ့ဒါကိုတော့ view size စေချင်ပါတယ်အခြေအေးမှာတော့ချစ်သူရဲ့အထင်မြင်လွဲတာ view size မှုနည်းတာတွေကကြုံရပါလိမ့်မယ်အိမ်တော်ကြီးမှာရံဖြစ်လိုက်အဆင်ပြေလိုက်ပါပဲဒီတစ်ပတ်ထဲမှာစနေသားသမီးများအနေနဲ့အကောင်းကြီးမဟုတ်တော့အဆိုးကြီးမကြုံရနိုင်ပါဘူးအဆဆအရာရာအဆင်ပြေစေရန်အိမ်ကဖះမှာအုံညွတ်စင်ညွတ်လူပြီးလိုရာစုကိုတောင်းနိုင်ပါလိမ့်ခင်ဗျာတနင်္ဂနွေသားသမီးများဒီတစ်ပတ်ဒါကန်ဆာတာအနေနဲ့ကတော့တင့်မှာဖြစ်ချင်တဲ့ဆန္ဒတွေများပြားနေပြီးထင်တိုင်းမဖြစ်ထင်တိုင်းမပေါက်တယ်လို့စိတ်ညစ်နေရတတ်တယ်။ဘာသာရေးမှာတေချာဆူဆိုက်လို့ လောက်ကင်ပြီးတော့အာကိုယ့်ရဲ့ကံတွေကို မြင့်တင်နိုင်တယ်ငွေကြေးရစရာရှိတာတွေလည်းမရသေးပဲကောင်းသောသတင်းတော့ကြားခင်ကြီးရှိပါတယ်အလုံးမှာတဝင်ယူမှုတွေများပြီးသင်စိတ်ရှုပ်နေရတတ်ပါတယ်အခြေရေးစမ်းဝင်ပြီးလိုရာများဖြစ်နေတတ်တယ် ဒီဒီဘက်ထက်မှစိတ်ထင်တိုင်းရှောက်လုတ်ချင်တွေကရှောက်လုတ်တာတွေကနေပြီးတော့မိမိကိုအဆိုးတွေဖြစ်စေတတ်တယ်။တခခုလုတ်တော့မယ်ဆိုသေချာစဉ်းစားဆုံးဖြတ်ချက်ချပြီးမှအကောင့်ထဲပို့လောက်ဆောင်တဲ့အချိန်ကာလဖြစ်ပါလေ။ကံကောင်းစီရင်မေမျိုးပန်းငါးပွင့်ကိုအင်္ဂါဖျားနေလူပြီးလိုရာစုကိုတောင်းနိုင်ပါလေ။တနည်းလာသားသမီးများရဲ့ဒီတစ်ပတ်တာကန်စတာအနေနဲ့ကတော့လုပ်ငန်းသစ်စတင်ခြင်းသူများအလုပ်သစ်ရှောက်လုတ်သူများအကျိုးပေးတိန်ကြုံပါလိမ့်မယ်။စားတော့ကုန်ရောင်းဝယ်သူများအဆင်ပြေ ကောင်းမွန်နေပြန်လိမ့်မယ်ငွေအလွန်ထွက်နေမယ်ရတဲ့ငွေနဲ့ထွက်တဲ့ငွေနဲ့မမျှဘူးဖြစ်နေလိမ့်မယ်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ခြင်းတွေအပြစ်တင်ခြင်းတွေကြုံရတတ်တယ် ပညာတစ်ခုရရှိရန်အပြိုင်အဆိုင်များနဲ့ကြော်ဖြတ်နေရမယ့်ကာလဖြစ်တဲ့အခြေရေးတွင်စကားများတာတွေနားလည်မှုလွယ်ကျင့်ကြမျက်ရည်ကြကငိုရတဲ့တဲ့အထိအခြေရေးမှာပြဿနာတွေတက်တတ်ပါတယ်။ကျားမရည်တင်လက်တစ်ဖက်နာတတ်တယ်။အချိုးပေးကဏ္ဍအနေငါကနင်းနေက၃ည၄ကဏ္ဍဖြစ်ပါတယ်။အချိုးပေးအရောင်နေနေကနိုကျင်းအောင်ဖြစ်တဲ့ကံကောင်းစီရန်ရေရီယာအနေနဲ့ကရေတက်နှစ်ဖူးကိုအင်္ဂါဖြတ်တွင်လူတန်းကလူရစုကိုတောင်းနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့စီဇန်လေးကဒီနေ့ဒီလောက်ပါခင်ဗျာ။နောက်စီဇန်များဆက်လက်အားပေးနိုင်ရတဲ့ကျွန်တော်ရဲ့စစ်ပိုင်းဘေးလင်းနဲ့ဂမ်းမြောက်ဘူးဆိုတာ channel လေးကို like and subscribe လုပ်ပေးထား ါကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပြု၍စစ်ပန်းဗီဒီယိုလက္ခဏာကမ္မီယာဘူဇာ channel ကို la asqua li လုတ်ပေးထားကြပါဦးခင်ဗျာ